တရုတ်နိုင်ငံရဲ့မြေရှားတပ်တုရင်းမြစ်တစ်ခုဖြစ်တဲ့မြန်မာနိုင်ငံဟာကမ္ဘာမြေရှားတပ်တုနဲ့ပတ်သက်ပြီးအရေးပါတဲ့နေရာမှာလည်းတည်ရှိနေပါတယ်။ဒါ့အပြင်ငွေကြေးပိုင်ဆိုင်ရာသမဂအာနာနေမီထင်းချုပ်ရေးလက်နက်ကင်တိုက်ပွဲတွေနဲ့တဘာဝပတ်ဝန်းကျင်ကိစ္စရပ်တွေနဲ့လည်းတွေးရောရှက်တင်တည်ရှိနေပါတယ်။ယနေ့ခေတ်ကမ္ဘာရဲ့မြေရှားတပ်တု2.0ပို့ထောက်ပံ့မှုတွေကိုတရုတ်နိုင်ငံကပဲအပြည့်အဝထိန်းချုပ်ထားတာပါ။ မြမမြေစီလွာအောက်မှာရှိတဲ့တယံဇာတာတစ်ခုဟာကဘာနဲ့အာရှရဲ့ပါဝါချိန်ခွင်ရှာအတွက်အရေးပါအရာရောက်တဲ့နေရာမှာရှိနေတယ်ဆိုတာသင်သိပါသလားဤပညာဆိုင်ရာပစ္စည်းတွေအတွက်မရှိမဖြစ်အရေးပါတဲ့မြေရှားတတုတူဖို့မှုဟာတယံဇာတာရေးတာမကနိုင်ငံရေးစီးရေးကိစ္စရပ်တွေနဲ့ပါပါဝင်ပတ်သက်ဆက်နွယ်နေပါတယ်တမိုင်းတစ်လျှောက်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံတကာစစ်ပွဲတွေနယ်နိမိတ်အငင်းပွားမှုတွေဟာတယံဇာတာနဲ့တဘာဝအရင်းမြစ်ပေါ်အခြေခံပြီးဖြစ်ပွားခဲ့တာပါ ခေအဆက်ဆက်တံမိုးထားမှုပေါ်မူတည်ပြီးကြောက်မြတ်ယတနာတွေတာမကစီစားနဲ့ကျွန်းတစ်လိုပစ္စည်းတွေအထိလူသားတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးအပြိုင်အဆိုင်ရရှိနိုင်ရေးကြိုးပမ်းခဲ့ကြတာပါဒီနေ့ခေကာလအတွက်အရေးပါဆုံးတယံဇာတာကတော့ဤပညာနဲ့ဆက်ဆက်တဲ့အရာတွေပဲဖြစ်ပါလိမ့်မယ်ဤပညာခေမှာအရေးပါလာတာကတော့မြေရှားတတူတွေပါပဲဒုံးကြီးကအစလျှက်စစ်ကလည်းမိုဘိုင်းဖုန်းအစုံမတုံးမဖြစ်တုံးကြရပြီး ခင်မီကဘာကြီးကိုလေပတ်နေအောင်စွန့်အင်ပေးနေတာမြေရှားတတူတွေပါအကယ်၍များဒီမြေရှားတတူတွေမရှိခဲ့ဘူးဆိုရင်စွန့်အင်ကူပြောင်းမှုဆိုင်ရာကိစ္စရက်တွေစမတ်ဖုန်းလိုခင်မီပစ္စည်းတွေနဲ့လက်နက်နည်းပညာတွေအထိပါရပ်တန့်သွားရမှာပါဒါကြောင့်မို့လို့လဲကဘာတဝမ်းမြေရှားတတူရှာပွေတူဘော်ပိုင်ဆိုင်ရေးဟာအပြိုင်ဆိုင်နဲ့တင်းမာတဲ့အခြေအနေဖြစ်လာရတာပါဥပမာပြောရရင်အမေရိကန်နိုင်ငံအနေနဲ့တရုတ်ဒိမတ်တို့နဲ့ကမ္ဘာပဒဝီနိုင်ငံရေးအရပတ်တိုက်မှုတွေအဖြစ်ခံပြီး ဂရင်းလန်းမှာမြေရှားတပ်တုတူဖော်နိုင်ဖို့ကြိုးစားနေတာမျိုးတွေယူကရိန်းနိုင်ငံမှာဆိုလဲစစ်ပွဲကာလမှာတော့မြေရှားတပ်တုတူဖော်ခွင့်လိုင်စင်တွေကိုအတည်ပြုနေတာမျိုးတွေဟာဒီတပ်တုတွေအနေနဲ့ဘလို့တောင်အရေးပါနေတယ်လဲဆိုတာပြသနေတာပါဒီလိုကဘာတဝမ်းကမြေရှားတပ်တုနဲ့ပတ်သက်ပြီးပြောကြားနေတာတွေအထဲမှာအရှိတောင်အာရှကပြည်တွင်းစစ်မီဝိုင်းနေတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြောကြားတာတွေတော့မရှိသလောက်နေပါဘူး တရုတ်နိုင်ငံရဲ့မြေရှားတပ်တုရင်းမြစ်တစ်ခုဖြစ်တဲ့မြန်မာနိုင်ငံဟာကမ္ဘာမြေရှားတပ်တုနဲ့ပတ်သက်ပြီးအရေးပါတဲ့နေရာမှာလည်းတည်ရှိနေပါတယ်။ဒါအပြင်ငွေကြေးပိုင်ဆိုင်ရာသမဂ္ဂအာဏာနေမီထင်းချုပ်ရေးလက်နက်ကင်တိုက်ပွဲတွေနဲ့တဘာဝပတ်ဝန်းကျင်ကိစ္စရပ်တွေနဲ့လည်းတွေးရောရှက်တင်တည်ရှိနေပါတယ်။ယနေ့ခေတ်ကမ္ဘာရဲ့မြေရှားတပ်တု2.0တင်ပို့ထောက်ပံ့မှုတွေကိုတရုတ်နိုင်ငံကပဲအပြည့်အဝထိန်းချုပ်ထားတာပါ။2023ခုနှစ်ကိုဥပမာပြောရမယ်ဆိုရင် ကဘာလုံးဆိုင်ရာမြေရှားတက်တူတူဖော်မှုရဲ့80ရာခိုင်နှုန်းဖြစ်တဲ့ metric ton နှစ်သိန်းကျော်ကိုတရုတ်နိုင်ငံကတင်ပို့ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အာဖရိကနဲ့အရှေ့တောင်အာရှနိုင်ငံတွေရဲ့တက်တူတူဖော်မှုတွေကိုလည်းတရုတ်ကုမ္ပဏီတွေကချုပ်ကင်ထားတာဖြစ်ပြီးကဘာမြေရှားတက်တူတူဖော်ရေးနဲ့ထုတ်လုပ်ရေးအပိုင်းမှာခိုင်ခိုင်မာမာနေရာယူထားတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာဒီကဏ္ဍကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားဆဲဖြစ်ပြီး2023ခုနှစ်ကမြေရှားတက်တူနဲ့ဆက်ဆက်နည်းပညာတွေကို ီပတင်ပို့ခွင့်ကန့်သက်ပြလိုက်တာဟာလေနီးပညာနဲ့ကာကွယ်ရေးကဏ္ဍတွေမှာ၎င်းရဲ့လွှမ်းမိုးနိုင်စွမ်းကိုအတုံးချဖို့အသင့်ဖြစ်နေကြောင်းအရေးအယံပြသလိုက်တာပါပဲဒီကိစ္စမှာမြန်မာနိုင်ငံဟာဘလို့ပါဝင်ပတ်သက်နေပါသလဲမြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့မြေရှားတပ်တုတူပေါ်ရနေမြေတစ်ခုဖြစ်လာတာပါအထူးသဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်တဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဟာတရုတ်နိုင်ငံအတွက်မြေရှားတပ်တုထောက်ပံ့ရနေရာတွေဖြစ်ပြီး2023ခုနှစ်မှာ မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုမြေရှားတက်တုတင်ပို့မှုအနေနဲ့၄၁၀၀၀တန်ထိရှိခဲ့ကြောင်း Global Witness ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။တရုတ်မြန်မာနယ်စပ်တလျှောက်နိုင်ငံဖြတ်ကျော်တူးပေါ်မှုတွေဟာလည်းမှောင်ခိုစီးပွားရေးတစ်ခုကိုဖန်တီးနေပါတယ်။ကချင်ပြည်နယ်မှာဆိုရင်မိုင်းတွင်းအများစုဟာကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ရဲ့ထိန်းချုပ်မှုအောက်မှာတည်ရှိနေတာပါ။တရုတ်ကုမ္ပဏီတွေဟာတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KIO လိုအဖွဲ့တွေနဲ့လျှို့ဝှက်သဘောတူညီချက်စာချုပ်တွေရှိပြီး မြေရှားတတုတူဖော်မှုကနေရရှိတဲ့အကျိုးအမြတ်တစိတ်တစ်ပိုင်းနဲ့အခွန်တွေကိုရရှိပါတယ်။ဒီမြေရှားတတုတွေကိုတော့နေဇက်ကတဆင့်ယူနန်ပြည်နယ်ကို တင်ပို့ပြီးတရုတ်ဘက်ကစက်ယုံတွေကအဲ့ဒီတတုတွေကိုတန့်စင်ပြီးကုန်ကြောအဖြစ်ပြန်လည်ပြုလုပ်ပါတယ်။ဒီဆောင်ရွက်မှုတွေကတဆင့်တရုတ်နိုင်ငံဟာမြေရှားတတုဈေးကွက်မှာ၎င်းတို့ပြည်တွင်းတဘာဝပတ်ဝန်းကျင်နဲ့လီတုကို ထိခိုက်စေခြင်းမရှိစေဘဲလက်ရှိနေရာကိုထိန်းသိမ်းထားနိုင်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ကတော့ တရုတ်ရဲ့မြေရှားတပ်တူအင်ပါယာကြီးအတွင်းထဲထဲဝင်ဝင်ပါဝင်နေရပေမဲ့လုံလောက်တဲ့ဥပဒေတိမ်တိမ်ဆောက်ရှောက်မှုအရေးပါမှုနဲ့ထိုက်တန်တဲ့စီးပွားရေးတိုးတက်မှုတွေရရှိနေခြင်းမရှိပါဘူးဒီကုန်သွယ်မှုတွေကတစဉ်တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဒေတာခံတွေအတွက်ထိခိုက်မှုတွေအုတ်ချို့သူအာနာပိုင်တွေအတွက်အချို့စီးပွားတွေသာရရှိနေတာပါတရုတ်မြန်မာနယ်စပ်တစ်လျှောက်နဲ့မြန်မာပြည်မြောက်ပိုင်းဒေတာတွေမှာ KIO KIA ဟာနေမီစုမှုမှုရရှိထားပါတယ်ဒါအပြင် မြေရှားတပ်တုတူဖော်မှုမှာလည်း KIO ဟာအတွင်းကြကြပါဝင်ပတ်သက်မှုတွေရှိနေပါတယ်။2016ခုနှစ်ကစတင်ပြီး KIO ထိန်းချုပ်ဒေသဖြစ်တဲ့တော်ခမြဝန်းဒေသမှာအကြီးစားမြေရှားတပ်တုတူဖော်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဒီတူဖော်မှုတွေကိုအ धिक ငွေကြေးထောက်ပံ့ပြီးစောင့်ရွက်နေတာဟာတရုတ်ကုမ္ပဏီတွေဖြစ်ပြီးတူဖော်မှုကရရှိတဲ့တပ်တုတွေကိုယူနန်နယ်ဇက်ကတဆင့်တရုတ်နိုင်ငံစီပြန်လည်တင်ပို့ကြပါတယ်။ Shannon Foundation ရဲ့အစီရင်ခံစာအရကချင်ပြည်နယ်ရဲ့မြေရှားတပ်တုတူဖော်မှုဟာ 2016ခုနှစ်မှာအနည်းငယ်မျှသာရှိခဲ့ပေမဲ့2021ခုနှစ်နှောင်းပိုင်းမှာတော့300ကျော်အထိမြင့်တက်လာခဲ့ပါတယ်။ KIO KIA အနေနဲ့တက်တူတူဖော်ရေးလုပ်ငန်းခွင်တစ်ခုချင်းစီအလိုက်ဒေါ်လာ1000နဲ့1000ခွဲကြားပုံမှန်အခွန်ရရှိနေပြီးဒီငွေတွေကိုဘယ်လိုအသုံးပြုသလဲဆိုတာကတော့ရှင်းလင်းတိကျမှုမရှိပါဘူး။ဒီဝင်ငွေတွေဟာ KIO KIA အတွက်စည်ရင်းနဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များမှာအသုံးပြုနေတာဖြစ်ပြီးတဘာဝတယံစာတတွေကိုအာဏာနဲ့လဲလှယ်ယူနေတဲ့သဘောပါပဲ။ ဒါပေမဲ့လည်းဒီအကျိုးအမြတ်တွေဟာတဘာဝပတ်ဝန်းကျင်ထိခိုက်စေမှုကနေဖြစ်ပေါ်လာတာဖြစ်ပြီးကချင်ပြည်နယ်မှာအသုံးပြုတဲ့အမိုနီယံဆာလဖိတ်ကိုမြေကြီးထဲထည့်သွင်းပြီးတပ်တူတူဖော်တဲ့လုပ်ငန်းစဉ်ကြောင့်ဓာတုပစ္စည်းများမြေကြီးအတွင်းစိတ်ဝင်ပျက်စီးခြင်းတွေမြစ်ချောင်းပျက်စီးခြင်းတွေလူနေဒေသပျက်စီးခြင်းတွေဖြစ်နိုင်ပါတယ်အစီရင်ခံစာမှာမေးမြန်းတွေ့ဆုံခဲ့တဲ့ဒေသခံတွေအဆိုအရငါးတေတွေတွေ့ရတာတွေစွန့်ပစ်ရင်းနဲ့ထိမိလို့အရေးပြားထိခိုက်မှုတွေဖြစ်တာတွေအပြင် တစ်တောပြုံးတိမှုတွေလည်းရင်ဆိုင်နေရပါတယ်။ဒါပေမဲ့လည်းဒေတာခံတွေအနေနဲ့မိမိတို့ရဲ့ထိခိုက်မှုတွေကိုလွတ်လပ်ပွင့်လင်းစွာ ပြောခွင့်တော့မရပါဘူး။ဒီလိုဝေဖန်မှုတွေမြင့်တက်လာတာကြောင့် KIO အနေနဲ့2022ခုနှစ်မှာယာယီရဆိုင်မှုတွေပြုလုပ်ခဲ့ပြီး NGO တွေဒေတာခံတွေနဲ့အကန့်အသတ်နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာတွေရှိပေမဲ့အကောင့်ထဲပေါ်နိုင်စွမ်းတော့အားနဲ့နေစေပါ။ KIO အနေနဲ့စီးပွားရေးအရရည်တည်နိုင်မှုတရားဝင်အာဏာပိုင်စိုးရေးနဲ့ တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ရေးဆိုတဲ့အခြေအနေ၃ရက်လုံးကိုတပြိုင်နက်တည်းကင်တွယ်နိုင်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။တရုတ်နိုင်ငံရဲ့မြေရှားတပ်တုလိုအပ်ချက်ဟာလည်းနောက်ကွယ်ကဖိအားအနေနဲ့တည်ရှိနေပါတယ်။မြေရှားတပ်တုတွေဟာမြန်မာနိုင်ငံအတွက်အဖိုးတန်တဘာဝတယင်စာတာဖြစ်နေတယ်လို့တရုတ်နိုင်ငံရဲ့ပထဝီနိုင်ငံရေးမူဝါဒနဲ့လည်းဆက်ဆက်နေပြန်ပါတယ်။နိပညာဆိုင်ရာလိုအပ်ချက်ကြောင့်တရုတ်နိုင်ငံဟာဒီတပ်တူတွေကိုဒေတာခံလက်နက်ကင်တွေနဲ့ပူးပေါင်းပြီးနေဆက်တလျှောက်တူးပေါ်နေခဲ့တာပါ။ တချို့ဒေသတွေမှာဆိုရင်ပြည်ုပ်ကုမ္ပဏီတွေကိုယ်တိုင်တိုင်းရင်သားလက်နက်ကင်တွေရဲ့ခွင့်ပြုချက်နဲ့တူဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ဒီနေရာမှာအရေးပါတဲ့အချက်တစ်ခုကတော့ KIO KIA တို့လိုတိုင်းရင်သားလက်နက်ကင်တွေဟာမိမိတို့ဒေသမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက်တော်လန်ရေးလုပ်ငန်းအတွက်လိုအပ်တဲ့ဘတ်ဂျက်အရင်းမြစ်အဖြစ် အလွယ်တကူရရှိတဲ့တယံစာတမှ ရရှိတဲ့ဝင်ငွေကိုအသုံးချနေရတာပါ။တော်လန်ရေးအတွက်ငွေကြေးလိုအပ်ချက်ဟာအမှန်တကယ်ဖြစ်တယ်လို့လိုလေလိုအပ်ပါတယ်။ဒါပေမဲ့ဒေတာကန်တွေကလည်း တဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့တက်ရောက်မှုတွေကိုနေ့စဉ်ကြုံတွေ့နေရတာပါဒီလိုဖြစ်စဉ်တွေဟာမိကုံးတွေနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ဤပညာရည်မှန်းချက်စီးပွားရေးရည်မှန်းချက်တွေအတွက်အထင်ကွတ်မဲ့ဆောင်ရွက်နိုင်တဲ့တယံဇာတဆုံဖြစ်လာပြီလားတယံသာလက်နက်ကင်တော်လိုင်းရေးအဖွဲ့တွေအနေနဲ့ဗန်နာငွေလိုအပ်ချက်ကိုရေရှည်မှပြန်လည်အစားထုတ်ဖို့မလွယ်တဲ့တဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့လဲလှယ်မှာလားနောက်တစ်ချိန်မြန်မာနိုင်ငံတစ်အတွက်လိုအပ်တဲ့ စီးပွားရေးနဲ့တဘာဝပတ်ဝန်းကျင်ချိန်ခွင်ရှာအတွက်ကိုဘလို့ကြိုတင်ပြင်ဆင်ထားကြမလဲဒီမေးခွန်းတွေအတွက်အဖြေကတော့လက်ရှိမှာရှိကောင်းမှရှိမှာပါဒါပေမဲ့လည်းကျွန်တော်တို့အားလုံးကြိုတင်စဉ်းစားပြီးအနာဂတ်အတွက်ပြင်ဆင်ထားဖို့လိုအပ်နေပါပြီ။